ားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့အခုတလောနာမည်သေးထိုင်းစားစာတကူဖြစ်တဲ့ထိုင်းစတိုင်ဖက်ဖစ်တော်အလွယ်ချက်နေလေးကိုအင်ရှင်မတိုင်အတွက်မျှဝေပေးတော်မှာဖြစ်ပါရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ဝတ်သား30တာခရမ်းသီးတုံရန်ခန့်နဲ့အုံနှုတ်တို့ပဲဖြစ်ပါတယ် အရင်ဥဆုံးဝက်သားရီအတုံးလေးတွေဖြောင်းလို့လေ့ပါမယ်။ ရန်သီးတွေကိုလည်းလေးထားပါမယ်ပြီးရင်တော့ကြက်တုံတွေကိုအမြောင်လိုက်လေးပါမယ်ရှင်

ဝတ်သားအနေငယ်နူလာလို့ရှိရင်လေထိုက်တတုံတွေကိုထည့်ပါမယ်ပြီးရင်တော့တုံရန်ကဲနဲ့ရောထားတဲ့အုံးလို့ကိုထည့်ပါမယ်ရှင်

တောလျှောက်ရဲ့အနေငယ်လေးထည့်ပါမယ်ရှင်ပြီးတော့လှိထားတဲ့ခရမ်းသီးအတုံးလေးတွေကိုထည့်ပါမယ် ဒီတော်နီလေးကတော့တတမမီလေးတွေအတွက်မနေ့ကြောင်မသွားခင်အချိန်တို့အတွင်းနဲ့ထမင်းမြေစီမဲ့ထိုင်းစတိုင်ဖက်ဖေးကြော်မဲဖြစ်ပါတယ်ရှင်ဖက်ဖေးဟင်းလျာဆိုရင်တော့ထိုင်းလူမျိုးတွေရဲ့အဓိကဟင်းလျာလို့လည်းပြောလို့ရတယ်လို့မြန်မာတွေအရင်စိုက်ကြတဲ့ဟင်းလျာလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆိုရင်တော့အရန်အရသာရှိတဲ့ Thai style ဝက်သားဖက်ဖက်ကြော်ရပါပြီရှင်။ နောက်ဗီဒီယိုမှာဘယ်လိုဟင်းလျာတွေချက်ပေးရမလဲဆိုတာကွန်မန့်မှာရေးထားပေးလို့ရပါတယ်ရှင်။နောက်တစ်ပတ်မှာလည်းဒီလိုအရာသာရှိတဲ့အစားအစာနဲ့ဟင်းလျာတွေကိုချက်ပြပေးမှာဖြစ်လို့ကျမရဲ့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့တဝူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်ရှင်။